ဇနေဖြစ်သူလင်းမြဖူးကွေရမှာပိုင်နဂုံလုံးလေးရှိတဲ့အရာတစ်ခုကိုမင်္ဂလာဝဲမှာဖွင့်ချခဲ့တဲ့ပန်းရောင်ချင်း ်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မင်းသားပိုင်တကွရဲ့မင်္ဂလာဝိတ်ကိုတက်ရောက်လာပြီးမင်းသားပိုင်တကွတယောက်ဇနီးဖြစ်သူလေးမြဖူးရဲ့ကွဲရမှာလှုပ်လေးရှိတဲ့အကျင့်တွေကိုပြောပြကစေထုတ်လိုက်တဲ့မင်းသမီးလေးပန်းရောင်ချေရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မင်းသမီးလေးပန်းရောင်ချေကတော့ခန်းနာစွာကျင်းပပြုလုပ်ခဲ့တဲ့မင်းသားပိုင်တကွနဲ့မလေးမြဖူးတို့ရဲ့မင်္ဂလာညသာစာဝေးကိုလာပါစောဝက်စားစီရင်ကတက်ရောက်ချင်းပြေးပေးခဲ့ပြီးတော့စင်ပေါ်မှာပါပိုင်တကွတို့ဇနီးမောင်တဲ့အတွက်ဂေါပြူစကားကိုပင်ပြောခဲ့တာပါပိုင်တကွနဲ့မင်းသမီး မီးလေးပန်းရောင်ခြေအားအမှုပညာလုပ်တွေများစွာအထူးထူးတွဲလုပ်ဖို့တဲ့အမှုပညာညီကိုမောင်နှမတွေဖြစ်ကြတဲ့ပြင်တတ်တူရွှဲတူဖြစ်ကြတဲ့အတွက်အရန်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ကြပေးဘိုက်တကွာပန်းရောင်ခြေကိုသူ့ရဲ့ကြောင်းတွေကိုရှင်းဖွင့်ပြတဲ့အထိရင်းနှီးသူတွေဖြစ်ကြတယ်လို့ပန်းရောင်ခြေအားမင်္ဂလာပွဲမှာပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လေမင်းသားပိုင်တကွရဲ့မင်္ဂလာပွဲမှာအရင်းနှီးဆုံးတငယ်ချင်းဖြစ်ပန်းရောင်ခြေအားဂေါ်ပြူစကားပြောကြားခွင့်ရခဲ့တာပါ။မင်းသမီးလေးပန်းရောင်ခြေအားဒီလိုဂေါ်ပြူစကားပြောကြားပေးရင်ဇနီးဖြစ်သူလေးမြဖို့ကွယ်ရမှာမင်းသားပိုင်တကွလို့လေးရှိတဲ့အရာတစ်ခုကြောင့်ကို ဖွင့်ချပြောဆိုသွားကြတာပဲဖြစ်ပါတယ်။မင်းသမီးလေးပန်းအောင်ချေပြပြသွားတဲ့အကြောင်းအရာကတော့ပိုက်တကုံဟာမယ်လီမြဖုန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူမကိုအမြဲရှင်းဖွင့်ပြလေးရှိပြီးတော့မယ်လီမြဖုန်နဲ့စိတ်ဆိုးစကားများလာရင်ရှိုက်ကွင်းမှာပါမျက်နှာကြီးမုံတုံးကဝမ်းနေကြေကွဲနေလေးရှိကြောင်းပြောပြလာခဲ့တာပါ။ဒါပြင်ပိုက်တကုံဟာတငယ်ချင်းတွေစုံကြလို့သူ့ရဲ့ချစ်သူကောင်မလေးမယ်လီမြဖုန်ပါမလာရင်တော့ဘယ်မင်းကလေးနဲ့မှနီးကက်စွာနေခြင်းမရှိပဲနဲ့သူ့ကိုလာကတ်တဲ့ကောင်မလေးတွေအတိုင်းကိုလည်းချစ်သူကောင်မလေးလင်းမြဖုန်ရဲ့အကြောင်းတွေကြားပြကခွာလေးရှိကြ ောင်းနဲ့တငယ်ချင်းတွေကိုလည်းပိုင်တယ်ကွာသူ့ရဲ့ချစ်သူလေးမယ်လေးမြဖုန်းရဲ့အကြောင်းကို public ကိုမချပြခင်တွေကတငယ်ချင်းတွေကိုသိပေးထားပြီးရှူတယောက်တာနဲ့သူ့ရဲ့ချစ်သူမယ်လေးမြဖုန်းကိုဘလောက်တီချစ်ကြောင်းမယ်လေးမြဖုန်းဟာဘလောက်တင်ငိမ်အေးဆေးပြီးတော့သူ့အပေါ်ကိုလည်းအယမ်းချစ်ပေးရသူဖြစ်ကြောင်းပညာရေးနဲ့စီးပွားရေးလောက်ရမှာလေဘလောက်တီတော်ကြောင်းတငယ်ချင်းတွေကိုအမြဲကြွားပြလိုက်ရှိတဲ့ကြောင်းဂျီနူးဝေယာပြောပြသွားခဲ့တာပါရွှေရည်လေးချောမောတလို့မင်းသားပိုင်တကွန်ရဲ့သူ့ရဲ့ချစ်သူကောင်မလေးပေါ်မှာတန်မိုးထားချစ်တဲ့မူကြီးဟာတကယ့်ကိုချစ်ချူစရာပါပဲနော် ော်မင်းသားပိုင်နေကောင်ဟာသူ့ရဲ့မင်္ဂလာပွဲမှာဇနီးဖြစ်သူလေးမယ်လင်းမြတ်ဖူးကိုတစ်သက်လုံးတစ္ဆာရှိရှိနဲ့ချစ်ပေးသွားမယ်ကြောင်းကိုလည်းတစ္ဆာဆိုခဲ့ပါသေးတယ်ဒီလိုခင်မွန်းဖြစ်သူလေးကိုရရှိခဲ့တဲ့မယ်လင်းမြတ်ဖူးကတော့တကယ့်ကိုမှကဲကောင်းတဲ့သူလေးပါပဲနော်ပြည်ပနိုင်ငံတွေတွင်အောင်မြင်မှုတွေရရှိနေတဲ့ပိုင်နဂုံဟာသူ့ရဲ့အောင်မြင်မှုတွေရောကြသွားမှကြောက်လို့ချစ်သူကောင်မလေးကိုချမှတ်ပြတာတွေရှိုးဝဲပြီးတော့တွဲတာတွေ အလင်းပြုတ်လောက်ခြင်းမရှိဘဲနဲ့ကာမလေးကိုမျက်မျက်နှုံနှုံနဲ့လက်ထက်ခွင်တောင်းကအောင်မြင်ကြောကြားမှုကိုထက်ထွက်ခြင်းမရှိဘဲချစ်သူကာမလေးကိုခန်းနာစွာနဲ့လက်ထက်ယူခဲ့တာပဲဖြစ်ပါသည်။ဘေးနားမှာကာမလေးတွေဝိုင်းဝိုင်းလည်နေတဲ့အချိန်မှာယောက်ျားတစ်ယောက်ရဲ့တစ္ဆာရှိမှုကများစွာလိုအပ်ပြီးပိုက်တကောကတော့တစ္ဆာရှိပြီးယောက်ျားပီးသားတဲ့သူ့ရဲ့စိတ်ဓာတ်ကိုပြသသွားခဲ့တာပါပဲနော်။မိဘပေါ်လည်းတိတက်သူသားတစ်ယောက်ဖြစ်သလိုဘဝလက်တွဲပေါ်အပေါ်မှာလည်းအပြေးဝါတံမိုးထားချစ်ပေးတဲ့တိရိစ္ဆာန်လေးတွေအပေါ်မှာလည်းစင်နာတရားများစွာရှိသူဖြစ်လို့ပရိသတ်တွေမိသားပိုက်တွေကိုချစ်ပေါ်နေကြတာအဆန်မဟုတ် ပါအောင်နော်ပြည်သက်ကြီးလို့လေမင်းသားပိုင်ကိုရဲ့ချစ်တဲ့မှုကြီးကိုအားကြနေပြီလားဆိုတာ comment မှာပြောခဲ့ပေးပါအောင်ရှင်